ဒီဗီဒီယိုစီမှာလာကျင်းနေတဲ့တချို့လူတွေအားကြောင့်အအနီနာရွာပေါ့နော်ကုဒီရွာမဟုတ်နီနာပတ်ဝန်းကျင်ရွာတော့လာကြတယ်ပုံမှန်လာနေကြဖောက်တယ်ရောလာတယ်ဟိုဆက်ပြက်နေတာပဲဖြစ်ဖြစ်ဟိုကြောက်ကွဲလို့လိုမျိုးဆန်ဆန်ကိုခဏပိတ်တာတော့ပိတ်ရရက်ကြီးနေကြီးမို့လို့သူတို့ကမသိပဲလာမိတယ်ပိတ်ထားတယ်ဖြစ်ဖြစ် ဒီနေ့တော့ပိတ်တယ်လို့ပြောလိုက်သူကခြံထားတယ်အဲ့လိုမျိုးလည်းရှိရပါတော့။တခါတည်းကြိုက်ဆက်ပြင်းနေတယ်မိတော့ပြောလိုက်တယ်။ဟိုဆက်ပြင်းနေလို့ဘယ်နေရတော့ဆောင်းရအောင်ပါတော့။၃ရက်ဆို၃ရက်၅ရက်ဆို၅ရက်ဆောင်းအောင်မယ်ဆိုရင်တချို့ကတော့ခြံထားတဲ့အရင်မလွယ်ပါတော့။အရင်လိုတဲ့လူကကြတော့မိတော့ညှော်ပြလိုက်တယ်ဟိုဘက်မှာတော့တခုရှိရပါတော့။သွားကြိတ်လို့ရတယ်အရင်လိုနေတော့အဲ့လိုမျိုးတော့ပြောလိုက်တော့ပေါ့။တချို့ခြံထားတဲ့လူရှိသလိုတချို့ကကြတော့ သွားသွားတဲ့လူရှိတယ်အဲ့လိုမျိုးဆရာတချို့ကတော့လာပြောကြတာပေါ့နော်ဟိုတက်တက်ပဲလာပြောတာလားမလားတော့မသိဘူးပေါ့အဲမိတို့ဆန်ဆန်ကတော့ဘယ်လိုပြောမလဲမလှဘူးပေါ့နော်ဟိုဘက်မှာပူလာတယ်ဟိုဘက်မှာသွားကျဲအဲ့လိုမျိုးပြောတယ်ဒီပုံမှန်လာနေကြလူတွေကပြောဆိုတော့သူတို့ကဒီမှာကျိတ်နေကြပဲမို့လို့အာမိတို့စီမှာပုံမှန်လာနေကြမို့လို့ပေါ့နော်ဟိုဘယ်လိုဆန်လဲ ထည့်ပေးတာပြည့်မိတယ်ဗောနော်ပြီးလို့ရှိရင်ဟိုအကုန်လုံးလဲပြန်ရတယ်ဘယ်လိုမိတို့ကကြတော့အလုတ်တမခါဆိုရင်တည်င်းဆိုရင်တပူးယူတယ်ဗောအဲ့လိုမျိုးဖွဲနှုစခွဲတွေဆိုသူတို့အကုန်လုံးပြန်ပေးတယ်ဟိုဟိုဘက်က1500ဆိုရင်တည်င်း1500ဆိုရင်မိတို့ဘက်ကလည်းတည်င်း1500ပဲအဲ့လိုမျိုးဗောနော်သူတို့ကဆန်တပူးယူရင်မိတို့လည်းတပူးယူရဲပြီးရင်မိတို့ရဲ့အာသာချက်ကကြတော့ဖွဲနှုစခွဲတွေဘာမှမယူထားဘူးအကုန်လုံးသူတို့ပြန်ပေးရဲအဲ့လိုမျိုးဟိုမှာကြတော့ တဝက်ယူရလို့တော့ပြောတယ်တချို့ကတော့လာပြောတယ်တကယ်ဟုတ်ချင်မှလည်းဟုတ်မယ်ဟုတ်မဟုတ်ပဲတသက်လာပြောတာလည်းဖြစ်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်မို့နော်ဒါပေမဲ့ဟိုနာနာတော့မရောမိဘူးပေါ့အဲ့လိုပုံမှန်လာနေကြလူများတော့လာတယ်တချို့ကတော့မဆောင်နိုင်တော့သွားလိုက်တယ်အဲ့လိုမျိုးတွေတော့ရှိရစရာဟုတ်ကဲ့ဒီဒီဒီမိခွန်းလေးပဲကျွန်တော်ဖြေတော့မယ်နော်ပိတ်ရက်တွေလာကြတယ်ကတ်စတမာတွေကပိတ်ရက်ဆိုတာမသိဘူးကွာလာတော့မှဆက်ကပိတ်နေ ပဲရောစောင့်နေတဲ့သူကတော့ထားခဲ့တယ်ဖွင့်ရတဲ့အထိမစောင့်နေတဲ့သူကတော့ပြန်တော့မဟုတ်ရင်နောက်နောက်ကွန်ပျူတာစီရောက်တော့တယ်ဟာကျွန်တော်ပြန်ဖက်တစီရောက်တော့တယ်အဲ့တရှက်အဲ့ဒါဘာကြောင့်ဖြစ်တာလဲသူတို့ information မရလို့ဟုတ်ဟုတ် manager ရဲ့ business manager ဆန်စဲပေးထောက်ထောက်ဟိုဘာပဲလောက်လောက်ဗျာ business လို့ပြီးတွေးအဲ့ဒီ business ရဲ့ information ဟာသူတို့စီမရဘူး customer တွေစီမရဘူး information မရောက်တာဟုတ်ပြီ information မရောက်ဘူးဆိုရင်အနာသိပြီအဲ့ဒီ information ရအောင်ငါတို့ဘယ်လိုလုပ်မလဲနေလက်ရှာရတော့မှာနံပါတ်1ကျွန်တော်လုံးစီရှင်တဲ့နေလက်ကတော့ Facebook page ထုတ်ပေးပါနော်စံစက်သီးသန့်မထောက်ရှင်ဘူးတဘာဝမျိုးဩဇာသီးသန့်မထောက်ရှင်ဘူးဆိုတဘာဝမျိုးဩဇာရောစံစက်ရောနောက်ထပ်လာမယ့်စီးပွားရေးတွေပါရှင်ပြီးစဉ်းစားပြီး business goals တခုတက်လိုက်ပြီးအဲ့ဒီ page theme မှာကိုယ့်ရဲ့ဆန်စဲအကြောင်းတွေ damage ဩဇာတွေပါအကုန်လုံးရောတင် information တွေအဲ့ဘောကပို့အဲ့ဆိုသူများတွေလေးလိုက်လာလိုက်ရတယ် manager လေးလိုက်ရတယ်ဆိုသူများတွေဖုန်းမှာလေးတည်တယ် manager ဖုန်းမှာလေးတည်တယ် manager ဖုန်းကနေ information ပို့လိုက်တာနဲ့သူတို့စီတုံတုံကြောက်တော့တယ် manager ဘေးနာရောကလူတွေကအဲ့ဒီ page ကိုလိုက်လောက်ထားဆိုသူတို့တည်နိုင်တယ်သူတို့လောက်မြင်နိုင်တယ်ကြားနိုင်တယ်တွေ့နိုင်တယ်အဲ့ဆိုတော့ကျွန်တော်အကြံပြုရှင်တယ်ပါတယ် Facebook page တခုဖြစ်အောင်လုပ်ပါဟာ family တိုက်ပဲမိသားစုပဲအရင်တုန်းကမလုပ်ဘူးအရင်တုန်းကဟာမပြောပါနဲ့အရင်တုန်းလည်းအခုမတူတော့ပါဘူးเนาะလုံးဝမတူပါဘူးလုံးဝမတူပါဘူးဆရာတို့ offline တခုသေးတာ log သွားနေကြံခဲ့မှာပဲ base မောရေးပဲလောက်ကဘယ်ဟာပဲလောက်လောက် offline online သွားကိုသွားမှာဖြစ်တယ် offline ဆိုတာအခုလိုမြေပြင်ပေါ်မှာလောက်တာ online ဆိုတာကတော့ Facebook တို့ YouTube တို့ TikTok တို့စသည်အဖြစ်ပေါ့လေအဲ့ဒီပုံမှာတော့အဲ့မှာအကြံပြုချင်တာ Facebook page ဖွင့်ပါဆိုတော့ Facebook page ဒီဖွင့်ဖို့ခိုက်တာမဟုတ်ဘူးတကယ်လို့ manage မနေရှိရောယောဂလူတွေက TikTok ကိုအများကြီးသုံးကြတယ်အေးဘင်းနာယောတွေကလည်း TikTok အများကြီးသုံးကြဆို TikTok ဖွင့်ရမှာ Facebook တော့ဖွင့်လို့မရဘူးဖြစ်နိုင်မယ်ဆို platform တွေအကောင်ဆုံးပေါ့လောက်ထားနိုင်အကောင်ဆုံးပေါ့ Facebook ရော TikTok ရော YouTube ရောထားပါမြန်မာနိုင်ငံမှာတော့เนาะ အနည်းဆုံး Facebook နဲ့ TikTok လောက်ကတော့ဖွင့်ကိုဖွင့်စီရှင်တယ်ဆရာကအဲ့ဒီဖွင့်တဲ့အခါလေးမနီရှီဆိုတဲ့နာမည်နဲ့ဖွင့်တာဆရာအမပေဘူးဘာလို့ဆိုမနီရှီရဲ့ personal brand တွေပဲဖြစ်မှာအဲ့ဒီဟာတဲ့မနီရှီမှာကိုယ့်ရဲ့ personal brand တက်တက်သွားစီးပွားရေးတွေဆိုစီးပွားရေးတက်တက်သွားမှာဖြစ်တယ်အဲဆိုတော့ဆန်စဲတော်လောက damage loss တော်လောက TikTok တော်လောက Facebook တော်လောက်ဖွင့်ပါဖွင့်ပြီးအဲ့ဒီပုံမှာ information ပေးပါ ။တမိန်တို့ဆက်သည်ဆက်ပြတ်နေပါသဖြင့်ဘေးရကဘောင်ဘေးရက်ထိပိတ်မှာဖြစ်ပါတယ်။ဓာတ်ပုံလေးတွေနဲ့ရိုက်ပြီးတင်လိုက်မယ်။ဘေးရတော့ရောက်ပါပြီ။အဲဆက်ကောက်တော့ပြီဆိုရင်နောက် post ခုတင်လို့ရပြန်ပြီ။ဟာတမိန်တို့ဆက်ကတော့ ready ဖြစ်နေပါပြီ။ share တဲ့ customer တွေဘာညာတလာကပေါ့ပေါ့လာလို့ရပါပြီ။ဘို့ information ရတယ်။သူလူတွေကကိုကိုမလာရင်တော့မှကျွန်တော်အော်ကျွန်တော်ကမနေရှိတင်ထားတဲ့ post ကိုကျွန်တော်ကြည့်လိုက်တယ်။ကျွန်တော်က ဆန်လာမကြိုက်ဘူးဒါပေမဲ့ဘေးနာကျွန်တော်တငေရှင်ကဆန်တော့ကြိုက်မယ်ဆိုသူ့ကျွန်တော် information ပြောမှာအဲသူတို့ဆက်ဆက်ပြည့်နေတယ်အဲ့ယော်မင်းတော့နဲ့ဟဲ့ဆက်ပြန်ကောက်တော့ပြီအဲ့ယော်တော့ information ပဲအဲ့တော့ Facebook page တော်လောက TikTok တော်လောက်ကျွန်တော်တို့လောက်ပါတဆင့်ပေါ့လေပထမတဆင့်ဟုတ်ပြီ Facebook page ရော TikTok ရောမလောက်နိုင်ဘူးဆိုရင် customer database ဆောက်ရမယ် DDA BASC customer database ဆောင်ရမယ် customer database ဆိုတာဘာလဲဆိုတော့ပောက်ကရလူတွေကိုကောက်ထိထားတဲ့ဖုန်းနံပါတ်တွေမဟုတ်ဘူးကျွန်တော်တို့လုပ်ငန်းကိုကျွန်တော်တို့ရဲ့ product တွေကျွန်တော်တို့ရဲ့ service တွေကိုလာပြီးရေးသုံးပြတဲ့လူတွေ reality အမှန်တကယ်လာသုံးပြတဲ့လူတွေကိုကျွန်တော်တို့နှာမေရဖုန်းနံပါတ်ရေ your list လာရေပေါ့လေအင်လိုက်စာလောက်တော့ထားပါ အတိအကျရေးထားတယ်အများကြီးမလိုပါဘူးနှာမေရဲ့ဖုန်းနံပါတ်ရဲ့ယော်လိုက်စာရဲ့ဆိုပြီး customer database တခုစောက်ပါကွန်ပျူတာနဲ့မလုပ်နိုင်ရင်စာအုပ်နဲ့ရေးပါအဲ့လိုရေးလို့ရေးထားတယ်ဆိုရင်ဘာဖြစ်လဲဆိုတော့ information ပေးနိုင်တဲ့ပေးဖို့လိုတဲ့အခါဆက်ပြက်ပြီကွာဆက်ပြက်ပြီဆိုတဲ့အခါအဲ့ဒီဖုန်းနံပါတ်တွေကောက်ဆက်ပေးပါဒါက customer key ပဲ customer ကယူဆိုင်တာပဲ ဟိုစံကြိတ်ရှင်တဲ့လူပေါ့လေကြိတ်ရှင်တဲ့လူကိုကြာတော့တဲ့ခါကြာဟာဟုတ်လားငါလာမလို့လုံနေလားအဲ့ဆိုငါဘေးနေမှာလာတော့မဆိုသူ့အတွက် cost လေးသက်သာတော့တယ်တိုင်လေးသက်သာတော့အရှင်လေးသက်သာတော့တယ်ပေါ့ဗျာအဲ့ဆိုတော့အများကြီးအကျိုးကျေးဇူးရှိပါတယ် level 2ကဘာလုပ်ရမလဲ customer database ဆောင်ရမယ် number 1က facebook တိုက်တော့ page ထောင်ရမယ် number 2က customer database ဖြောင်းရမယ် ဆောက်ရမယ်အဲ့ဒီ customer database အထည်အကျောက်ရအောင်ဆရာပြောနေတာအခုက customer data ပြီးတော့ဆောက်ပါဆရာကနေပြီးပြောထားတယ် manager ကနေပြီးပြောထားတယ်เนาะအာ customer တွေဖုန်းနံပါတ်တောက်နာမည်ရေးဖုန်းနံပါတ်တောက်ဘာလို့တောက်ရမှန်းမသိလို့အဆင်မပြေဘူးဘာလို့တောက်ရတာလဲအဲ့လိုဆက်ပြတဲ့ခါ information လောက်ဖို့တကယ်လို့ဟိုဆန်တင်းကြိုက်ရင်ဘလောက် short စီပေးတယ်ဆိုတဲ့ဟာမျိုး promotion လောက်တဲ့ခါမျိုး စသည်အဖြစ်ပေါ့လေအဲ့ဒီခါမျိုး information ပေးဖို့အတွက်ဒါတွေလောက်ထားတာက customer နဲ့ကိုယ်နဲ့ဂျာမာပြတ်တော့မတော့အောင်အမြဲတမ်းဆက်သွယ်မှု relationship ရှိအောင်အတွက် customer database ဆောက်လာဖြစ်တယ်ဖုန်းခေါ်ရမယ်တကယ်လို့ဖုန်းမခေါ်နိုင်ဘူးဆိုရင်ရိုးရိုး message ကနေပို့မယ်ပေါ့စာကိုစီလိုက်မယ်သမိန်တို့ set ကတော့ကောင်းတော့ပါပြီဘေးနေရမှာဖွင့်မယ်ဆိုပြီးအဲ့ဒီဟာကို copy ပူးပြီးတယောက်ချင်းစီလိုက်ပို့လိုက်မယ်ပေါ့ဟာသူတို့ဖတ်လိမ့်မယ် သူတို့စီရောက်တော့သူတို့ဖက်ဖို့သူတို့တောင်းမှာမဖက်တဲ့လူလေးရှိလိမ့်မယ်ဒါကဘယ်ယူစိတ်မနေနဲ့ကိုလောအောင်မဲဟာကိုလောအောင်အဲ့လိုဆိုရင်အဲ့ဒီပြဿနာတွေကိုဘာဖြစ်တော့မှာလဲပြေလေတော့မှာဖြစ်တယ်ဖြေရှင်းတော့မှာဖြစ်တယ်ဟာဘာဖြစ်လို့လဲဆရာကြီးအဲ့ဒီလူမျိုးတွေကဆက်ပြတ်တဲ့ရှိမှလာတဲ့လူတွေကတရားမှာတယောက်ပဲရှိတာဆရာဆန်ရှင်တွေပေးကြလीနော်အဲ့လိုတွေကသမီးတို့ဆိုင်မဆောင်ဝင်တဲ့သူမျိုးစီကိုသွောတာကိုသူတို့ကတည်းကသူမျိုးကိုအောက်ကွယ်အဲဆိုပြီ တိတိလေးမတွေ့ပါနဲ့အဲ့ဖေးသေးလေးကအရန်ကြည့်ကြည့်တယ်တခါလာလိုက်တယ်ဆက်ပြက်နေတာနဲ့နောက်တခါလာဖို့လို့စဉ်းစားတဲ့ခါဆက်ပြက်နေလားမသိဘူးဆိုတဲ့တန်တရားဝင်ရော customer မှာအဲ့ဒါကျွန်တော်တို့ဘလို့ဖြောက်မလဲဖြောက်တာဆိုဖြောက်ဖို့ဆိုနောက်တခါခဲတော့ပြီလေအစွမ်းထင်းဖြစ်နေပြီကိုเจ้าအစွမ်းထင်းဖြစ်တော့ပြီသူ့ဖြောက်ဖို့ဆိုရင်နောက်တစ်ဆင့်ဖြစ်တော့ပြီနောက် step တစ်ခုအဲ့ဒါပါအဲ့ဆိုတော့သူယုံကြည်မှုတွေကြာတော့ဆိုကိုယ့်စီနောက်တစ်ခါလာဖို့ခက်ခဲပြီ အဲ့ဒါသေးသေးလို့မတွေးပါနဲ့လူတယောက်တည်းလို့မတွေးပါနဲ့တက်နေတယ်မအပေါက်တွေကိုတွေ့အောင်ရှာအဲ့ဒီအပေါက်တွေအနာတွေတွေ့ဆိုရင်ရအောင်ဖုံးမယ်ရအောင်ဖိမယ်ရအောင်ပိတ်မယ်ဆိုတော့ကိုတွေ့ရမှာဖြစ်တယ်။ Okay နောက်တစ်ခုရပါပြီ။အကုန်လုံးကဟောဖြစ်နေလေအင်တာနက်ရမှာအော်ဟိုဥပမာဗျာ Facebook တိုက်တော့ဆိုလေအင်တာနက်ရမှာဖြစ်တာကိုအခုန Customer Database ဆက်ပြီးဖုံးဆက်ဆိုတဲ့ဟာလေဖုံးလိုက်မိမှအင်တာနက်ရမှာဖြစ်တဲ့ဟာဆိုတော့ နောက်တစ်ခုကတော့အင်တာနက်ရစရာမလိုတဲ့နေလံပေါ့နံပါတ်3ကတော့လူသတင်းပါပေးပါလူသတင်းအမရေအမကတော်ရော်ကိုသွားမှာလားတော်ရော်ကိုသွားမယ်ဆိုတော့ဘသူအင်ကိုတော့ကိုနဲ့အရင်နှိမ့်ဆုံးအင်ရှိတယ်လေရော်တိုင်းမှာလူတဲ့ကမရင်းသေးဘူးဒါပေမဲ့ကိုနဲ့အလွန်သိတဲ့လူတွေကရှိကိုရှိကိုတွေကအကောက်ပြောတဲ့လူတွေကိုတွေကိုဆပ်ပုတ်ပြီးတဲ့လူတွေအဲ့လိုလူတွေရှိကိုရှိအဲ့ဒီအင်ကိုတစ်ချက်ပြောပေးလိုက်ပါသမိန်တို့ဆက်ပြည့်နေတဲ့အတွက်ဘင်းနေဘေးရထီတော့ ပြင်ရမှာဖြစ်ပါတယ်အဲ့ဒီရောပြောမယ်တော်ရောပြောလိုက်မယ်မြောက်ရောပြောလိုက်မယ်အရှိရောကိုပြောခိုင်းလိုက်မယ်အနောက်ရောပြောခိုင်းလိုက်မယ် information ကိုကပေးလိုက်မယ်အဲ့ဆို customer တွေကြားနိုင်တယ်မြင်နိုင်တယ်သိနိုင်တယ်စက်ပြက်တာတော့ပရက်တို့အဲ့ဒီဟာမျိုးတွေဆရာနေလန်သုံးခုပြောတော့ပါတယ်နော်နံပါတ်1က Facebook TikTok ကနေလောက်ပါဖြစ်အောင်လောက်ပါလောက်စီရှင်တယ်ဆရာကတော့သုံးခုစလုံးလောက်စီရှင်တယ်ကွာသုံးခုလုံးလုံးနေတော့အကောက်ဆုံးအနည်းဆုံးတစ်ခုမှမလောက်နိုင်တော့ဒီလိုဖြစ်နေမှာပဲ ဒါလိုဖြစ်နေ customer က competitor စီရောက်တော့မှာပဲပေရှားပေါက်ပဲဒါသူများဆန်ဆက်နှလုံးရှိတဲ့အထက်မှာသူများဆန်ဆက်မှာ Facebook ရောတိုက်တော့ရှိလားမရှိဘူးမရှိဘူးဟာအသာရှိပဲသူဆက်ကိုရှိရောက်ဒါလုပ်လို့ရပြီနံပါတ်တစ်ချက်အဲအဲ့လိုမျိုး customer database ရှိလားမရှိတော့ဘူးလူရှင်းမျက်နှာရေးနေတာโอเคကိုမှရှိတယ် ခောက်ခဏဖုံးလဲကျအဲနန်းနေရှိရဲ့ဘေဖုံးနံပဲလဲအမေရဲ့ဘသူစီဖုံးဆဲရမယ်အမေစီမှာရှိတယ်လို့လို့ဟိုဟိုတော်ရော်ကဘသူလေအန်တီကြီးဘသူလေသူသူ့ဖုံးနဲ့မန်းနေရှိကအမေကအမေကပြန်မေးလိုက်အမေကိုမန်းနေရှိကသွန်မေးလိုက်မန်းရှင်ဘောကသွန်မေးလိုက်ကာစတမတိုက်ပတ်အဲ့ဒီ process ကတော့မလုပ်ဖြစ်တော့ဘူးရောကာစတမ database စာအုပ်ရှာပေးလိုက်ဆိုရင်မန်းနေရှိလေးအားတဲ့ခါဆက်လို့ရမန်းနေရှိအမေလေးအားတဲ့ခါဆက်လို့ရဟဲ့ဘသူမဆိုဗျာဝမ်းထက်လေးတယောက်တိတိလေးငှားထားတော့မလုပ်လို့ရ လေလေလေခုမှကြရဲ customer database မရှိတော့ယင်းနီမှုနဲ့ပဲအမေနဲ့မှပြောရှင်တယ်သမိန်နဲ့မှပြောရှင်တယ်အမေ customer ပဲလာတယ်အမေနဲ့ပဲယင်းနေတယ်သမိန်နဲ့ကြမသိတော့ဘူးခက်တတိဖြစ်တော့သမိန်နဲ့ပဲယင်းနေအမေနဲ့မရဘူးဆရာတော်ဖိနကုတီမှာတော့အောင်နော် okay အဲ့တော့အဲ့ဒီသူချက်အဲ့ဒီသူချက်လောက်ဆိုအဆင်ပြေပြေတင်ပါတယ်နော်အဆင်ပြေပြေတင်ပြေဆရာ